ရေးထိုးတော့ဤတဲ့ကွန်ပျူတာနိုင်ပြားနေဟိုဟုတ်ပါတယ်ဒီလိုပါပဲအားပေးကြတဲ့လူတွေပေါ့ဆောင်းနှုတ်ပြနေပါလို့ဆက်တယ်အဲဆောင်းနှုတ်ကအဲတောက်ကထွက်ဖို့အာ2000နဲ့9လောက်ထဲက10လောက်ထဲပြင်လာတာ sexuality education อ่ะဒါပေမဲ့လို့အကြောင်းမျိုးမျိုးကြောင့်မထုတ်နိုင်တာမထုတ်နိုင်မင်းねအခုကြာမှာပေါ့ဗျာတခါတပြုံနေပဲထုတ်တယ်လို့ဖြစ်သွားတာပေါ့ဆရာ အုပ်တုပ်ရေးမယ်ဆိုဆယ်ဘလောက်ချိန်ယူကျွန်တော်ကအချောင်းရပေါ်မူတည်ပြီးတော့အလွန်ဆုံးကြာတက်လာပါဘူးဟုတ်ကဲ့ဘာလို့ဆိုတော့ဟိုကျွန်တော်ကဝိထုရေးရင်လေဝိထုရေးရေးပြီးကျွန်တော် Facebook ပေါ် direct direct တင်တာဟုတ်ဆက် Facebook ပြီးတည်းအများကြီးအများကြီးဆိုတော့ကျွန်တော်ကချက်ချင်းရေးချက်ချင်းတင်ချက်ချင်းတင်တင်အဲ့လိုလုပ်တာများတော့ဥပမာကျွန်တော်ကခန်း40လောက်ရေးမယ်ဆိုလို့ရှိရင် ကျွန်တော်အတွက်ကတော့ဘာတလားလောက်ဆိုရင်အချိန်ကြီးလို့ရပါတယ်ဆရာ ဆွ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 ပုံပါလေခွင့်ခွင့်တော်တိုင်ရည်ရဟုတ်ပါတယ်ဟုတ်ပါတယ်ဟိုခကြီးတွေပဲထွက်ရင်တော့မနေ့အစောကြီးသွားရင်တော့မရင်းနိုင်ဘူးပေါ့ကျွန်တော်မနေ့ဆိုရင်၄နာရီအရာထားပြီးစာရေးလေးရှိပါတယ်ဒီနေ့တပုတ်တင်တာဟိုဒီနေ့တပုတ်တင်တဲ့စာကိုမနေ့၄နာရီတိုင်းထပ်ထားပြီးရေးတဲ့အတွက်ကြောင့်အဲ၄နာရီလောက်ခကြီးသွားမှဆိုရင်တော့ကျွန်တော်မရင်းနိုင်တော့ဒါဆိုရင်တော့ကိုစာပတ်ပြီးတက်ကိုခွင့်တိုင်ပါဆရာဒီစာအုပ်တော့မပေးရင်လည်းပဲစီတယ်ပါလို့ဆရာဟိုဒီပထမတအုပ်ကတော့ ကျွန်တော်တို့ဟိုလွတ်တော်ခေကောင်ပါဗျာအဲ့ဆောက်ထဲမှာလည်းရေးထားပါတယ်သူကဒီကျောင်းနေမှာ sex education နဲ့ပတ်သက်ပြီးတော့သင်ကြားရဲစာရီယာသူကလွတ်တော်မှာညဉ့်ညမ်းနေဆိုပြီးထားပြီးကန့်ကွက်တာအမှန်တိုင်းပြောရင်တော့ကရေလက်တော်ထားပါတယ်ကျွန်တော်အဲ့အချိန်နဲ့ရပါကျွန်တော်အဲ့ချိန်နဲ့အဲ့ဆောက်ကိုကျွန်တော်ရေးချင်းနေဖြစ်ပြီးတော့ကောက်ရေးတာပဲကျွန်တော်တို့ကဒီဟာကဒီအကြောင်းညာဒီကျွန်တော်တို့ကညင်းညစ်ပပတ်တင်တာမဟုတ်ဘူ ျွန်တော်ပညာပေးဖို့လိုအပ်တယ်ဆိုတဲ့အပိုင်းနဲ့အတိုင်းအတာနေပြီးတော့ကျွန်တော်တို့ကသင်ကြားနေရတယ်။ဒါပေမဲ့တကယ်တမ်းအကြောင်းနေမှာအဲ့ဒီစာအုပ်ကလွန်ခဲ့သောဥသိမ့်စိန်လက်ထက်တည်းကဒီအကြောင်းအရာတွေကဟိုအကြောင်းနေမှာပြထားပြီးတော့သင်နေပြီးသင်နေပြီးသူကအဲ့ဒီရှင်းချာမှာထပြီးကန့်ကွက်တာကန့်ကွက်တော့ဆိုဒါပေမဲ့လို့အကြောင်းနေမှာလည်းတကယ်တမ်းသင်သလားဆိုတော့ကျွန်တော်သိတဲ့လောက်တော့မသိပါဘူး။မသိမအောင်ခုညမသိတော့လည်းသိပြီးတော့လည်းမသိရရတာပေါ့ဟိုမသိလဲမသိရဘူးသင်ဖို့လည်း အဲ့ဒီလောက်ဒီပါပါနတ်နတ်တင်လို့ရမယ်ဆိုတော့အသိပညာမျိုးဆရာဆရာတွေမှဒီမှာတိတ်မရှိကြဘူးမရှိကြတော့ဓာကြီးကိုသင်ရမှာဟိုကပြောလဲလူကလည်းပြောလို့မရဘူးအဲ့ဒါကြားမယ်လူကလည်းကြားလို့မရဘူးဒါကြောင့်မို့လို့ဒီပညာတွေကိုနိုင်ငံတကာမှာဘယ်လိုပါပါနတ်နတ်တင်နေရဆိုတော့ကျွန်တော် message ကိုပေးတာဒီနိုင်ငံတွေမှာဓာကိုဘယ်အကြီးအတုံးလိုက်အတက်လိုက်ကြီးပြောပြီးတော့ဘယ်နိုင်ငံမှမသိဘူးမသိဘူး အဲ့တော့ဒီအကြောင်းအရာကိုပြောမယ်ဆိုရင်ဘာလေးတွေနဲ့ဘလူလေးတွေတင်စားပြီးတော့ဘလူတင်နေဆိုတာရဲ့နောက်ကျွန်တော်တို့နိုင်ငံမှာလည်းမှန်တယ်ပြောကျွန်တော်တို့နိုင်ငံတော့ပို့ဆိုးတာပေါ့ဗုဒ္ဓဘာသာနိုင်ငံဆိုတဲ့အတွက်ကြောင့်ဒီလိုဥတ္တပဆိုတဲ့တရားတွေအမတန်အရှက်ကြောက်များတဲ့နိုင်ငံမှာမိဘတွေကိုယ်နဲ့ကိုယ်ကသာသမီတွေကိုပြောပြီးတော့မသိရတာဒီတပုံကြီးတွေပဲအဲ့တော့အဲ့ဓာတွေကိုသူတို့နိုင်ငံတွေမှာပါပါနဲ့နဲ့ကလေးဘလူတင်နေတင်လို့ရတယ်ဆိုတာကိုကျွန်တော် message ပေးချင်တာ အဲဒုတိယမိဆိုတဲ့ဝိထုကတော့ကျွန်တော်ကအဲ့ဒါကတော့ကျွန်တော်ဟိုကိုဗစ်ဝေဒနာခံစားပြီးတဲ့အချိန်မှာနည်းနည်းနလန်ပြထားတဲ့အချိန်မှာကျွန်တော်ရေးတဲ့စပြီးတော့ရေးနေပါပြီရေးနေတဲ့ဆိုတော့အဲ့ဒီမှာပေးခြင်းတဲ့ message ကတော့ဟိုဝိညာဉ်ဆိုတာတကယ်ရှိမရှိပေါ့ဒါလက်ခံလို့ရတဲ့အပိုင်းလည်းရှိတယ်မရတဲ့အပိုင်းလည်းရှိတယ်လက်ခံလို့ရတဲ့သူကလည်းရတယ်မရတဲ့လူကလည်းမရဘူးအဲ့တော့ကျွန်တော်ဘီဒီတက်ဆင်တော့က ြုံရတဲ့အဖြစ်အပျက်တွေပေါ်အခြေခံပြီးတော့အဲ့ဒါဝိညာဉ်ဆိုတာလက်ခံရင်ဘယ်လိုလက်မခံရင်ဘယ်လိုရှိတယ်မရှိဘူးဆိုတာယုံကြည်မှုယုံကြည်သူပေါ်မှာတာမူတည်ပါတယ်ဆိုတဲ့ message လေးပေးချင်တာပါဒါပါပဲဆရာအနေနဲ့ပြန်ယူဆရာဘုရားပြောလင်းတယ်ကျွန်တော်တို့မျောလင်းခဲ့ပေါ်အများပြီဗျာဖြစ်ချင်းခဲ့ပေါ်ကလည်းများပြီ ဖြစ်လဲမဖြစ်လာခဲ့ဘူးမျောလင်းလေဆုံးရှုံးသွားလေမျောလင်းလေဆုံးရှုံးသွားလေပဲမှန်တယ်ပြောရရင်တော့ကျွန်တော်တို့ကအခုနောက်ပဲကျွန်တော်လူငယ်စင်တာလေးတစ်ခုကိုတက်ခဲ့ပါတယ်အဲသူတို့ တို့ရဲ့ data ပြောချက်ရပါဗမာနိုင်ငံမှာဟိုပညာမသင်နိုင်မင်းနဲ့ပညာလည်းမသင်နိုင်ဘူးအလုပ်လည်းမသင်နိုင်တဲ့လူငယ်ပေါင်း၄ဆန်းလောက်ရှိတယ်လို့တို့ကဟိုကောက်ချက်ထုတ်ပြပါတယ်အဲဒီတော့ဒီ၄ဆန်းဆိုတာကျောင်းနေပေါ်ဘာဖြစ်လို့တကယ်မရောက်ကြတာလဲဒါမှမဟုတ်ကျောင်းနေပေါ်မှာအာရှိပြီးတော့ဘာဖြစ်လို့အပြင်ကိုရောက်နေကြတာလဲဒါတွေကကျွန်တော်တို့တဆာမယ်အခြေအနေပါအဲ့တော့တကယ်တော့ကျွန်တော်က ဟိုကျွန်တော်အဖြစ်ရှင်ဆုံးကတော့တိုင်းပြည်တစ်ခုကိုပြန်လဲပြီးတော့ထူထောင်မယ်ဆိုလို့ရှိလို့ရှိရင်ရိုးရိုးဒီတိုင်းသမယိုးကြနီးပညာရေးနဲ့သွားလို့မရတော့ပါဘူးကျွန်တော်ဆိုလိုချင်တဲ့သဘောက vocational education ကိုကျွန်တော်တို့ကများများလေးကျွန်တော်တို့ကကလေးတွေကို training ပေးနိုင်မှကျွန်တော်တို့အနာဂတ်ပညာရေးဟာအများကြီးဟိုအမိလိုက်နိုင်မယ်လို့ထင်ပါတယ်ဒီတိုင်းနေတိုင်းနေတိုင်းအကြောင်းကိုမနေ့ဆိုရင်သွားညနေဆိုပြန် ဘာမှကလေးတွေအတွက်ကြောင်းပြီးရင်ဘာမှ professional မဖြစ်နိုင်တဲ့ပညာရေးကိုသင်ပေးနေလို့ကတော့ကျွန်တော်တို့ကလေးတွေပညာရေးကနောက်တဲ့အနာဂတ်မဲ့နေဦးမှာပဲအဲ့တော့တိုင်းပြည်လည်းတိုးတက်ခြင်းနဲ့ကလေးတွေတို့လည်းကောင်းစေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကကလေးတွေကိုအသက်မွေးဝန်းကျောင်းပညာနဲ့တကယ်ကျောင်းပညာနဲ့တွဲတဲ့ပညာရေးကိုများများလေးလုပ်ပေးနိုင်ရင်ပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ယူဆပါတယ်ဒါမှမဟုတ်အနာဂတ်ပညာရေးကိုကျွန်တော်မှတ်ညင်တာကအခုဟာ ID ခက်တော့ပို့တော့ပါဘူး AI ခက်ဆိုပြီးတော့ဖြစ်လာပါဘူး အဲလို AI ခေတ်ဆိုပြီးတော့ဖြစ်လာတာဒီအတွက်ကြောင့်အဲ့ဒီ AI ဆိုတဲ့သဘောတရားကိုအမိလိုက်နိုင်မှုအတွက်ဆိုတော့ကျွန်တော်တို့ကចောင်းတင်ရိုးတွေကိုအလွတ်အကျပ်ပြီးတော့ဖြည့်နေလို့မရတော့ပါဘူးအဲ့တော့ professional တယောက်ဖြစ်အောင် professional အသက်မွေးဝန်းကျောင်းပညာတကယ်ကိုစိတ်ဝင်စားပြီးတော့တကယ်လက်တွေ့အလုံးလုံးနဲ့ပညာရေးမျိုးကိုကျွန်တော်တို့မျှော်လင့်ပါတယ်အဲ့လိုဖြစ်လာမှလည်းကျွန်တော်တို့တိုင်းပြည်အနာဂတ်ကပို့ပြီးတော့ဟိုကောင်းလာမယ်လို့ကျွန်တော်ယူဆပါတယ်ကျေးဇူးပါဆရာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကိုမြတ်ကကျေးဇူးပါဟုတ်ပါဟုတ်ပါ